က်တိုဘာလ18ရက်နေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေမှာတော့လူလူထောက်ခံမှုအပြေအဝရရှိခဲ့တဲ့ဒေါ်ဆန်းစုကြည်ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်ဆိုတဲ့သတင်းစင်ကာပူရှိကြိုတင်မဲပေးမှုစတုထားနေ့လာရောက်လူရန်သူများပြပြီးမဲဆင်းရင်မှအညီဆင်းရင်မပါသူတွေရှိနေစေဖြစ်တယ်ဆိုတဲ့သတင်း NLD ပါတီထောက်ခံလှည့်လည်ခဲ့ကြတဲ့ရန်ကုန်မြို့လှိုင်မြို့နယ်ကအနှေးရင်လို့သားယာနေချင်ရှိရဲဆိုတဲ့တဲ့အသက်62နှစ်ပြည့်ခဲ့တဲ့ ရန်ကုန်သတင်းစင်ဦးရင်ကစင်မာကြီးမူမူဆိုတဲ့သတင်းတွေပါဝင်ပါတယ် ာတီဥက္ကဋ္ဌထောင်အောင်ဆန်းစုကြည်ဟာအခုတစ်ချိန်ကြွားရောက်ခဲ့တဲ့ရခိုင်ပြည်နယ်ခရီးစဉ်မှာဒေသခံတွေတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြပြီးရခိုင်ပြည်နယ်ကအပြန်အေးအာရီခရီးစဉ်မှာလည်းရောင်းလျာမှာထောက်ခံကြိုဆိုသူတွေများပြားခဲ့ပါတယ်။ ောဝဲတွေမှာလည်းတောင်းနဲ့ချီတဲ့တက်ရောက်သူတွေရှိခဲ့တာကြောင့်ဒီခရီးစဉ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ဒေါအောင်ဆန်းစုကြည်အတွက်အောင်မြင်မှုတွေရရှိခဲ့တဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ တင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရခိုင်ပြည်နယ်ထင်းစဉ်အတွင်းအော်တိုဘာလ16ရက်နေ့မှာတောင်ကုန်းမြို့အော်တိုဘာလ18ရက်နေ့မှာတန်တွဲမြို့တွေမှာရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောမှုတွေပြုလုပ်ခဲ့ရာဒေသခံအင်အားတောင်းနဲ့ချီတူးတက်ရောက်ခဲ့ကြပါတယ်။ သဘောရေဝေလာမှာလို့ပြောပါတယ်ပြည်သူလူထုတွေကအဲ့ဒါကိုဖြစ်နေတလားဆိုတော့ဒီမှသိကြပါဘယ်ဘယ်ဟာတော့ကိုယ်ကြီးလဲပြပါဦးမင်းကြီးအဲ့ဒါတော့ဘယ်ဟာတော့ကိုယ်လဲဆိုဘယ်အမှန်ကမသိရနဲ့ကျွန်တော်ပါသူလျှောက်ပြောနေတာကျမတို့လေအဲ့ဒီလိုကျမပြောရမယ်ဆိုရင်အဆင့်တောင်းမရှိတဲ့နိုင်ငံရေးစီးပွားမှုတွေဟာကျမတို့ရဲ့နိုင်ငံကျန်းမာရေးရဲ့ပဲအခုမေးခေါ်တဲ့ဟာပါလူမှုရေးကိစ္စတွေဘာသာရေးကိစ္စတွေပြည်သူ့အခြေအနေတွေကနိုင်ငံရေး ရှင်အဲ့ဒါတော့လုံးရဲ့လူတွေဟာဘယ်လိုလုပ်ဒီနိုင်ငံရဲ့အကျိုးကိုထောက်ထားနိုင်ပါလဲဒီမှာအင်္ဂိုပြောတတ်တယ်ဒါအဲ့လိုလူတွေအဲ့ဒီ point ကိုပဲပေးပေးမယ်နော်ကျမတို့ကပေးပါတော်ရင်းဆုံးပြောရဲဟောပြောရဲပါလေကျွန်တော်တို့ဒီဗီဒီယိုအတွက်အများကြီးအားရှိတာပေါ့နော်အင်အားတွေအများကြီးရရှိတာပေါ့နော်အင်တီနိုင်လို့ရှိကျွန်တော်တို့နိုင်ငံကြီးလည်းပြောင်းလဲသွားနိုင်လို့ဆိုတဲ့အဥစ္စာကျွန်တော်ပြောချင်တယ်တခိုင်းနူးရတော်ငါးစုကြိုထောက်ခံပါလေအားလုံးပဲထောက်ခံကြပါလေ ဒါဟာအများစိုးရိမ်နေကြတဲ့ရခိုင်ပြည်နယ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခံမှုရှိမရှိဆိုတာကိုအပြေထုတ်လိုက်တဲ့ဟောပြောပွဲတွေဖြစ်ခဲ့ပါတယ်။ တက်ရောက်လာသူတွေကဒေါအောင်ဆန်းစုကြည်ကိုလှိုက်လိုက်လဲလဲကြိုဆိုခဲ့ကြပြီးအင်ဒီအားဖြင့်ထောက်ခံမှုတွေရှိခဲ့ပါတယ်ဟောပြောဝဲတွေအတင်တက်ရောက်လာသူတွေရဲ့မေးခွန်းမေးမြန်းမှုတွေကိုလည်းဒေါအောင်ဆန်းစုကြည်ကပြက်သားရှင်းလင်းစွာပြောကြားခဲ့မှုတွေဟာလည်းမေးမြန်းသူတွေနဲ့တက်ရောက်လာသူတွေကိုခြေနှက်စေခဲ့ပါတယ်။ လားနိုင်ငံပြပါတရားရဲ့သူ့ဘာသာကိုပြောနေတာဒီလိုကြီးကဘလားကတာလို့တရားရဲ့တက်တော့အဲ့ဒါလည်းအဖြစ်ကြတယ်နာဂနာဂရိကန်ကိုဘုရားသောတာကအာနာယရှိမျိုးလို့ပြောတယ်။ဒါပေမဲ့ 哎呀，快点梦醒啊，我们又逃跑去了。<music> <music> ရဲ့နောက်ဆုံးမြို့ဖြစ်တဲ့ခွားမြို့မှာတော့အော်တိုဘားလ16ရက်နေ့မနက်ပိုင်းမှာလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကရွေးကောက်ပွဲအောင်နိုင်ရေဟောပြောခဲ့ပါတယ်။အဲ့ဒီပွဲမှာလည်းဒေသခံအများအပြားတက်ရောက်ခဲ့ကြပါတယ်။ခွားမြို့ဟောပြောပွဲကိုဒေသခံတွေကအတီးအမုတ်အကအခုံတွေနဲ့ကြိုဆိုခဲ့ကြပါတယ်။အမုန်းတရားအကြောက်တရားကိုအခြေခံကြီးစည်းရုံးတာဟာကြည်သူကိုစော်ကားတာအထင်သေးတာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်က အော်တိုဘလ16ရက်နေ့ဂေါမျိုးမှာကျင်းပတဲ့ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲမှာပြောကြားလိုက်ပါတယ်။ရွေးကောက်ပွဲမှာ NLD အနိုင်ရမှာကြောက်လို့ဥပဒေနဲ့စီယုံနာတွေလုပ်နေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကိုယုံကြည်စရာလားလို့မေးချင်တယ်လို့ထွန်အောင်ဆန်းစုကြည်ကဟောပြောရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။တနင်္ဂနွေလုံးမှာနေရာတော်နှံ့များမှာရှိပါတယ်။အဲ့ဒါကိုနိုင်ငံရေးလက်နဲ့အနေနဲ့တုံးပြီးတော့ကျမတို့ကိုတိုက်ခိုက်ပါတယ်။ ကျမတို့ကလည်းဘာမှဒီထဲမှာပါခဲ့တာလည်းမဟုတ်ဘူး။ဘာမှကျမတို့နဲ့သက်ဆိုင်တာလည်းမဟုတ်ဘူး။အစိမ့်သက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲမှာနိုင်မှာကြောက်လို့ဒီလိုဥပဒေနဲ့မကန့်ညီတဲ့စီယုံရေးတွေလုံနေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကိုယုံကြည်စရာရှိလို့လားလို့ကျမပြန်မေးချင်ပါတယ်။အမုန်းတရားအကြောက်တရားကိုအခြေခံပြီးတော့စီးအောင်နေဆိုတာပြည်သူကို ပြည်သူကိုစော်ကားတာပဲပြည်သူကိုအထင်သေးတာပဲဆိုတာသဘောပေါက်ပါပြီးတော့လာပြီးတော့ဘာသာရေးကိစ္စလူမျိုးရေးကိစ္စအမုန်းတရားအကြောက်တရားတွေနဲ့အခြေခံတဲ့ဝါဒဖြန့်ချီမှုတွေနဲ့စီအောင်လို့ရှိလို့ရှိရင်ပြန်မရမှာကျွန်တော်တို့ဘယ်လိုအဆင့်များထင်လို့လဲလို့ခင်ဗျားတို့လည်းအဆင့်တူတယ်ထင်လို့လားလို့အဲ့လိုပြန်မေးလိုက်ပါ ဝမ်းမြောက်ဟောပြောပွဲအပြီးမှာတော့ဒေါအောင်ဆန်းစုကြည်ကရခိုင်ရိုးမကိုဖျက်ပြီးကားလန်းခရီးနဲ့ပြန်လာခဲ့ပါတယ်။အဲဒီနောက်အေရီတိုင်းဒေသကြီးငတိုင်းချောင်းမြို့ပြင်မှာရှိတဲ့အဝေးကြီးလမ်းမပေါ်မှာလာရောက်ဆောင်ကြုံနေကြတဲ့ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေကိုဒေါအောင်ဆန်းစုကြည်ကရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောမှုပြုလုပ်ခဲ့ပါတယ်။ နေ့နဲ့တနာရီခွဲမှာတော့ဒေါ်အောင်ဆန်းစုကြည်ဟာရေကြီးမြို့ဘောလုံးကွင်းမှာရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောမှုပြုလုပ်ခဲ့ပြီးအဲဒီဟောပြောပွဲကိုဒေသခံတပေါင်းကျော်တက်ရောက်ခဲ့ကြပါတယ်။သမလာဆိုတာယာဒီတို့ယာဒူးတို့ရဲ့အမည်နာမပါပဲ။သမရလို့မခေါ်လို့ရှိလို့ရှိရင်လည်းကျမတို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုကျမပဲဦးဆောင်မယ်ဆိုတာကျမတို့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ လူတို့ခေါင်းဆောင်ထောင်ဆန်းစုကြည်ဟာအခုမိုးလဲ2နာရီမိနစ်40မှာတော့ AR တိုင်းဒေသကြီးကျုံပျော်မြို့ကိုရောက်ရှိခဲ့ပြီးရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်းဟောပြောခဲ့ရာတောင်းနဲ့ချီရဲ့ဒေသခံတွေတက်ရောက်ခဲ့ကြပြန်ပါတယ်။ကျုံပျော်ဟောပြောပွဲပြီးမှာတော့ထောင်ဆန်းစုကြည်ကရန်ကုန်မြို့ကိုဒီကနေ့ညနေပိုင်းမှာပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ခါများနေမှာရေတံမှုနဲ့အစားအသောက်တွေတ िश ူးတွေကိုလာရောက်လှူရန်ပေးသူတွေများပြားနေပါတယ်။အော်တိုဘာလ16ရက်နေ့မှာမဲပေးဖို့အတွက်အော်တိုဘာလ18ရက်နေ့ကလေးကတိုကီယူဖို့တန်ယုံမှလာရောက်ဆောင်ဆိုင်နေသူတွေရှိခဲ့ပါတယ်။အော်တိုဘာလ16ရက်နေ့မှာတော့နေ့လယ်ပိုင်းအထိကြိုတင်မဲပေးသူ3000ကျော်ရှိနေပြီးမဲပေးဖို့လာရောက်တန်းစီနေသူတွေဟာစနစ်တကျတန်းစီနေကြပါတယ်။စတုတ္ထနေ့မှာတော့မဲလာပေးသူတွေကိုစီရနအလှူရှင်တွေက အစားအသောက်တွေကိုတူးချင်းတော်၎င်းအဖွဲလိုက်တော်၎င်းလှူဒန်းနေတာကိုတွေ့ရပါတယ်။မဲပေးသူတွေကိုကူညီပေးနေသူတူးဖြစ်တဲ့မဆုစုခိုင်ကအော်တိုဘားလ18ရက်နေ့အချိန်တွေကိုအခုလိုပြောပြပါဗါလို့လည်းဆိုကျွန်တော်တို့အဖွဲအနေနဲ့တော့ဒီကစီစဉ်တာကတော့ဒီဘူးအေးဘူးနဲ့အတီးနံပေါ့နော်အဓိကအတီးနံကတော့ဟိုဟာဖရဲတီးနံကပြောပြီးပေါ့နော်အဓိကပါလို့ဆိုတော့ဘိုင်လဲဆာခံအောင်သူနေကြီးနေရန်ပူတော့လေအေးလဲဟိုဟာဖျောက်လို့ဆိုပြီးတော့အဲ့နှစ်ခုတော့အဓိကစီစဉ်နေပေါ့နော် ဒါပေမဲ့ကျွန်တော်တို့ဖွဲ့တစ်ဖွဲ့တည်းနေတော့ပေါ့ဗျာအားလုံးစုဝေးငွေစုပြီးတော့ချင်းချင်းထည့်ထားတဲ့ဖန်ငွေစုပြီးတော့စီစဉ်ကြတာမှာအဲ့လိုမျိုးပါပြီးတော့ဒီနေ့အနေနဲ့မှာတင်းငွေနေဆိုတော့ဒါလည်းပြောတော့ဒီရောပည့်ရလည်းဖြစ်တယ်ပေါ့နော်ပြောတော့မိသားစုလိုက်လေးတွေတကယ်တည်းစုဖွဲ့လိုက်လေးတွေလည်းလာပြီးပဲတာရရများတဲ့ဒီနေ့နေနဲ့အဓိကတော့ဒီလက်ဖက်သမင်းတို့ကြံကြံတော်တို့မွေးငါတို့ဟောဖောက်တယ်တို့ချီကိုဒီနေ့ကအရေးကြီးပါတဲ့ဟာတွေပါလာရှိကြတယ်အမအလွယ်လွယ်လည်းရမ်းများပါတယ်အမ ဟုတ်ကဲ့မနေ့ပိုင်းကဆိုရင် မစားနိုင်ဘလောက်ကိုလည်းဒါပြီးအတူတန်းကြာပါတော့သူတွေကအရင်ကသူအရင်နေ့တွေကသူစီနေကြောရေးကြည့်ပြီးတော့လေဒီနေ့တွေကတော့သူကြီးကတော့ခေါင်းထောင်ပြီးဖြည့်ခဲ့ကြတာဆိုတော့အားလုံးအားလုံးပဲမန်တို့ဒီနေ့တော့လည်းပထမနေ့နဲ့စီစဉ်ထားကြတာဆိုတော့ကြတော့လာလို့ကြရမှာလည်းပဲစီရင်ခွင့်နေနေနဲ့ကြတော့လည်းလူကြီးက3000ဆိုတော့ကြတော့နည်းနည်းတော့ဒီနေ့တွေလည်းစာရင်သူကလည်းရှင်းသွားတာပေါ့နော်သူကတော့အော်ဒါဒီမှာတော့အေးအေးနဲ့ ဒီ snack လေးနဲ့ခြေဘူးတွေကတော့တော်တော်ပိုကြတယ်အခုချိန်လက်ရှိချိန်ကြီးဆိုတော့ဒီတော့အဲဒီမှာချောင်းဝင်းတင်တော့ကိုရောက်နေပြီပေါ့နော်ဒါနဲ့လို့အဲဒီဆိုရန်ကုန်တိုင်းရဲ့တခြားပြည်နယ်တိုင်းနေနဲ့နှစ်ကောင်းခွဲလိုက်တဲ့သူမှာဆိုတော့ဒါတော့နည်းနည်းလေးတော့အရင်လေးတွေလာတဲ့ဆိုင်တော့နည်းနည်းပုံသင်ပြီးသွားရလို့ထင်တယ်အမဒါလေး ဒါမဲ့ဒီနေ့ကတော့ဟိုရှေ့မှာ volunteer လုပ်နေတဲ့သူတွေကအခုဒီ main number ပေါ့နော်ပထမဟိုကျွန်တော်တို့ပေးလိုက်တဲ့ coupon number တစ်ခါနေတော့တော့တမမ100ဆိုရင်100ဆိုရင်အတွင်းလိုအလိုမျိုးတွေကိုဟိုအုပ်စုတွေနဲ့ကိုခေါ်ပြီးတော့ဖြည့်ထားလိုက်တဲ့အချိန်မှာဒီနေ့ရတော့တော့အတားကန်စီနေရတဲ့ပုံစံမျိုးတော့ပေးမရှိတော့ဘူးပေါ့နော်။နည်းနည်းတော့တက်တာလာရပေါ့။တချို့လူတွေကကြတယ်သူတို့ number တွေကအရင်နောက်ကြတယ်1000ဆို2000ဆိုဒီလောက်တမလာကြတာဆိုတော့ တိုင်အောင်ရှင်မှာတော့အမြင်နေရတဲ့စာရင်တော့တက်စီရဲ့ပမာဏကတော်တော်ရှင်းသွားတယ်။သူ့မဲဆင်းမပါလာတာတွေတော့ဒီနေ့ကတော့ရှိနေသေးတယ်လို့ကျွန်တော်ကြားရမှာ။ကျွန်တော်တို့ဆက်ဆူကန်းသွားမယ်။မပါလို့လည်းဒီနေ့ဒီကျွန်တော်မှားထားခဲ့တဲ့ဟာလည်းလည်းတော့ဆောင်းဆက်ဆူသွားဖို့တက်နေသေးတယ်လို့မှာတော့ကျွန်တော်တို့ကတိုင်မဲ့လို့အလုပ်အားရတူရဲ့ဆိုတော့ volunteer အနေနဲ့တော့ဆက်ရှိမယ်။ဒါပေမဲ့ဟိုတော့ဦးလေးလက်သက်ရနေချီတော့ကျွန်တော်တို့ဆက်လုပ်ဖို့ရည်ရထားတယ်မှာစင်ကာပူရောက်မြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲပေးမှုမှာ လေးရမြောင်နေ့အထိမဲစရင်မှအမည်စရင်မပါသူတွေရှိနေစေဖြစ်တယ်လို့စင်ကာပူရောက်မြန်မာတွေကဆိုပါတယ်လက်ရှိမှာမဲပေးသူတွေအတွက်အချိန်မလုံလောက်တာကြောင့်စင်ကာပူရောက်မြန်မာနိုင်ငံသားတွေအတွက်ကြိုတင်မဲပေးခွင့်ကို၃ရက်ထပ်တိုးပြီးအော်တိုဘာလ22ရက်နေ့အထိမဲပေးခွင့်ပြုထားခဲ့တာဖြစ်ပါတယ်လာမယ့်ရွေးကောက်ပွဲအတွက်ပါတီတွေရဲ့မဲဆယ်စည်းရုံးမှုတွေပြုလုပ်လျက်ရှိရာအော်တိုဘာလ16ရက်နေ့နေ့လယ်ပိုင်းကလည်း လှိုင်မျိုးနယ်အတွင်းမှာရှိတဲ့အနှင်းရင်300ကျော်က NLD ပါတီကိုထောက်ခံတဲ့လှည့်လည်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။လှည့်လည်ပွဲမှာယာနဲ့ချီတဲ့အနှင်းရင်တွေဟာ NLD ပါတီအလံတွေကိုတက်ဆင်ကလှည့်လည်ခဲ့ကြပြီးဒေသခံတွေကလည်းအားပေးထောက်ခံခဲ့ကြပါတယ်။ ဲ့သူတွေကိုရေးတန်မှုတွေဝေသူတွေလည်းရှိခဲ့ပါတယ်။ဒီလိုလှည့်လည်ပွဲမှာပါဝင်တဲ့အနည်းရင်လှုပ်သားတချို့ကလည်းပါဝင်ရတဲ့အကြောင်းရင်းကိုအခုလိုပြောပြပါရယ်ကျွန်တော်တို့ဒီစိတ်တိုင်းကျွန်တော်လိုက်တာပေါ့နော်ကျွန်တော်ဒီ NDO ကိုမဲပေးမှာအဲကျွန်တော်တို့ကလိုက်ချင်လို့ပေါ့နော်ဒါလိုက်ချင်တယ်အဲ့ဒီခွေရုပ်စောင့်နေတာအာပါဝင်ဆိုတော့ NDO ထောက်ခံတာပေါ့နော်ဒါဟုတ်ဒါဒါပါပဲ ဟာဝမ်းသာတာပေါ့ဗျာအဲဒီပါထောက်ခံကြတာပေါ့ကျွန်တော်ကပြောင်းလဲခြင်းတန်နေပြီလေပြောင်းလဲရမှာပေါ့ကျူလော့ခဲလိုင်မျိုးနဲ့အတွင်းကလှဲ့လေပွဲလိုပဲနိုင်ငံအနှံ့မှာ NLD ပါတီကိုထောက်ခံတဲ့လှဲ့လေပွဲတွေစီတက်ပွဲတွေကိုပြုလုပ်ခဲ့ကြရာပါဝင်သူအများအပြားရှိခဲ့ပါတယ်ရန်ကုန်တရိတ်ဆန်ဦးရင်ကို1962ခုနှစ်ကကယားတီနယ်လိုက်ကွန်မြို့ကနေရောက်ရှိခဲ့တဲ့ဆင်မာကြီးမမူဟာအခု2015ခုနှစ်အော်တိုဘာလ16ရက်နေ့မှာ အသက်62နှစ်တည်ခဲ့ပါတယ် 62မိနစ်တိမွေးနေ့ပွဲကိုရန်ကုန်တရိတ်ဆန်ဥယျာဉ်မှာစီကားတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။အဲ့ဒီစင်မာကြီးမူမူတရိတ်ဆန်ဥယျာဉ်ကိုစရောက်ကလေးကကျင်းမွေးပြုစုခဲ့ရပြီးမူမူရဲ့လိန်နာပုံတွေအတုံးဝင်ပုံတွေနဲ့မွေးနေ့ပွဲစီစဉ်ဖြစ်ခဲ့ပုံကိုရန်ကုန်တရိတ်ဆန်ဥယျာဉ်ကတာဝန်ရှိသူတဦးကအခုလိုပြောပါတယ်။အဲစိုက်စင်မာကြီးမူမူရန်ကုန်ဒေသမှာ1962ခုနှစ်ပေါ့နော်ဒီလိုစရောက်တော့တနင်္သာပေါ့နော်အဲ့ဒီစရောက်တဲ့အချိန်ကနေပြီးတော့စင်မာကြီးမူမူအခုလိုကြမ်းမအောင် ဥရောရောင်တိုက်ဆန်ဝင်ဟာတိုက်ဆန်စေဥပညာရှင်တွေတိုက်ဆန်ထိန်းသိမ်းစောင့်ရှောက်တဲ့ကျွမ်းကျင်ပညာရှင်တွေကစင်မာအီမုံမို့လူတယောက်လိုပေါ့လူတယောက်လိုတိုက်ပန်နီးကြအစားအသောက်တွက်ချက်ပြီးကျွေးတယ်နေရာတိုင်ရင်းတွေကောင်းမွန်ထားတယ်နောက်ပြီးတော့ထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာ24နာရီလူတွေလိုပြုစုစောင့်ရှောက်တဲ့အတွက်စင်မာအီကအခုဆိုကြမ်းကြမ်းမာမာနဲ့အသက်62နှစ်တောင်ဒါရှိလာပြီပေါ့နော်စင်မာအီမုံမို့62နှစ်တောင်ဒါနေနိုင်တာဆိုရင်လည်းပဲဒါဥရောဒါသူ့ရဲ့ကုသိုလ်ပေါ့နော်သူ့ရဲ့ဒါ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာရှိတယ်ဒါတည်းပါရဲတော့တယောက်ပြည်ကဗုဒ္ဓဆတော်ကွင်းနဲ့ပြင်ဆောင်တဲ့နေရာမှာစင်မကြီးမမူကတတတကပါဝင်ပြီးဆောင်ရွက်ပေးတယ်ဖះကြောင်းတန်းဖွင့်ပွဲတွေမှာလည်းစင်မကြီးမမူကတတကြွကြပါဝင်ဆောင်ရွက်ပေးတဲ့အတွက်လူသားတော်ဝင်နေနေပေါ့နော်ဟိုတောင်မှမလုံနိုင်တဲ့ဟာတွေသူကလုပ်ပေးတဲ့အတွက်ဒါသူ့ရဲ့ကုသိုလ်တွေပေါ့ဒါကြောင့်မို့သူကြမ်းကြမ်းမာမာနဲ့ဒါနေနိုင်တာပါဥရောပိဋကန်တရားဥင်ရလည်းသူ့ကိုအစားအသောက်တွေအနေထိုင်တွေကျန်းမာရေးတွေအားသာအနီးကပြုစုဆောင်ရှောက်တဲ့အတွက်ဒါဒီသမကလည်းပဲတတန်း နေနိုင်မယ်လို့ဥရောယုံကြည်ပါတယ်မမိုးရဲ့အသက်60နှစ်ပြည့်မွေးနေ့ပွဲကိုပရိသတ်အများအပြားလာရောက်ခဲ့ကြပြီးလာရောက်ရတဲ့အကြောင်းကိုလည်းပရိသတ်တချို့ကအခုလိုပြောပြပေးခဲ့ပါတယ်အာကိုတို့ကတော့ဒီစင်မာကြီးမုံမုံပွဲကို Facebook ကနေပြီးတော့တငယ်ချင်းတွေကနေဝေပြီးတော့တိပြီးတော့လာခဲ့ရတာပါဒီလိုလာတဲ့အတွက်ကြောင့်လည်းအများကြီးပျော်ရွှင်ပါတယ်ကလေးတွေအတွက်လည်းအကိုကြီးမှလည်းသမီးလေးတယောက်ရှိတဲ့အတွက်ကြောင့်အကိုကြီးကိုလည်းလာပြီးတော့ ဒီသမီးလေးကိုလည်းလာပြရင်လည်းအကိုကြီးလည်းလာပြီးတော့ဒီမှာလေ့လာရင်ကြည့်စုတာပါ။ဟုတ်ကလေးကိုတက်တက်လိုက်ပို့ခြင်းလို့လာတာပါ။သတင်းစာထဲမှာလည်းပါတယ်လေ။အားကြောင့်မို့လာတာ။အရင်နှစ်တည်းကတော့မရဘူးဒီနှစ်မှဟုတ်ကဲ့ပြောပါတယ်ကလေးကလည်းကလေးကလည်းပြောတယ်လူကြီးကလည်းပြောတာပေါ့နော်။စင်မကြီးက62နှစ်ဆိုတော့ဒီထက်ပိုပြီးတက်ရှိပါစေလို့လည်းဆုတောင်းပေးပါတယ်။ စင်ပါခဲ့တဲ့မူမူရဲ့မွေးနေ့ပွဲကိုလူဦးရေရာနဲ့ချီတီလာရောက်ခဲ့တာကိုတွေ့ရပါတယ်